အာဆင်နယ်ဂျေဝင်ဒိုမဲအယောင်စင်းဟာပို့ပြီးတော့လင်းပါလာပြီချန်ပီယံလိပြိုင်ပွဲမှာအသက်ငယ်ဆုံးပွဲကစားဝင်ရတဲ့စန်ဂျင်ကိုအာဆင်နယ်ကစားသမားဒိုမန်ပိုင်ဆိုင်ခဲ့ပါပြီအာဆင်နယ်ကလူငယ်တွေနဲ့အကျိုးပေးတယ်လူရဲချင်းထုတ်ဆက်ယုံဆိုပြီးတင်စားနိုင်ပါတယ်ခေဆက်ဆက်အာဆင်နယ်လူငယ်တွေကဘယ်တော့မှအယောင်မမြင်ခဲ့ပါဘူးအခုလည်းအာဆင်နယ်ရဝန်းစီလူငယ်ဂျေဝင်လေးတူနာမည်ကြီးပြင်းကြီးလာပါတယ်အာဆင်နယ်ကဆလာဗီယာပရက်တင်ကိုတုံးကိုမရှိနဲ့နိုင်ရတဲ့ပွဲမှာမန်စတိုမန်ဟာပွဲကစားချိန်82မိနစ်မှာလူစားဝင်ကစားခွင့်ရခဲ့ပါတယ်သူကအသက်15နှစ်နဲ့38ရက်သာရှိသေးလို့ ချန်ပီယံလိတမန်တစ်လျှောက်အသက်ငယ်ဆုံးကစားဝင်ရသူလည်းဖြစ်ခဲ့ပါတယ်။ဒေါ်မန်မတိုင်ခင်ချန်ပီယံလိမှာအသက်ငယ်ဆုံးကစားသမားဖြစ်ဆန်ကျင်လေးနားသူက2020ခုနှစ်တုန်းကဖြစ်ပြီးဒေါ်မွန်အသင်းအတွက်ပွဲထွက်ကစားခဲ့တဲ့မူကိုကိုဖြစ်ပါတယ်။ချန်ပီယံလိကစားတော့သူ့အသက်က16နှစ်နဲ့18ရက်ပဲရှိပါသေးတယ်။ဘာစီလိုနာကစားသမားရာမေကတော့2023ခုနှစ်မှာအသက်16နှစ်68ရက်နဲ့အသက်ငယ်ဆုံးကစားသမားဖြစ်ရည်တည်လို့ပါတယ်။အခုတော့မက်ရှ်တိုမဲငယ်ဝယ်နုပြူရဲရဲမှုကစံချိန်အသစ်ဖြစ်လာတာပါ။ အာဆင်နယ်တင်းနီးပြအာရီတာကဒိုမဲချန်ပီယံလိပွဲထွက်အခြေစွမ်းကိုအားအချင်းနေပြီးအာဆင်နယ်အနာဂတ်အတွက်အားကိုးရမယ့်သူဖြစ်တင်စားလိုက်ပါတယ်။ဒိုမဲကတောင်းပန်ပြီးခဲ့တဲ့ဆိုသူလိုပဲအသက်73နှစ်အရွယ်ကအာဆင်နယ်28အသင်းအတွက်ကစားဝင်ရထားသူပါ။ UEFA Youth League မှာအသက်ငယ်ဆုံးကိုသွင်းသူဖြစ်လဲစံချိန်တင်ထားနိုင်ပါတယ်။ဒိုမဲကအတလန်နာအသင်းဘက်ကိုကိုသွင်းယူခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်တုန်းကအတူတက်ဟာ14နှစ်8လနဲ့19ရက်သာရှိပါသေးတယ်။မန်စတိုမဲကအသက်ရွယ်နေမလဲအောင်သူ့ကိုယ်သူယုံကြည်စိတ်မြင်မာပြီးပင်ကိုစွန့်ရည်လဲထက်မြက်ပါတယ်။မက်ဆီ၊နေမာ၊ရှမာတို့ဟာ စစ်ကြောတက်ရွယ်မှာပဲတောင်းပန်ပြီးခဲ့တဲ့ဆိုတာသက်သေပြနိုင်ခဲ့ကြပါတယ်။အာဒီတာကမက်စတိုမန်ကိုပရီးမီးယားလိမှာလည်းအသုံးပြုနေပြီးအယောင်တင်ပေးနေပါတယ်။အာဆနယ်ကလူငယ်ချိန်ပွင့်တွေနဲ့အကျိုးပေးတဲ့အစဉ်လာတိုင်းမက်စတိုမန်ကလည်းအဖိုးတန်ချိန်ပွင့်လေးဖြစ်ရှင်းသက်နေပါပြီ။ MNI Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။